မ်းဖက်သမားစီရင်ဤဦးဆောင်ဆင်းမင်းကောင်စီတပ်ဖွဲ့မှ More Defense Force အားတိုက်ခိုက်ပြန်ဆယ်နှစ်ဧပြီလ2025တန်ဒလန်ဟာခါစကဆော့ကိုမတိုက်ထုတ်ပဲမရနေမြေကိုကျိုးကျော်တက်ဆွဲလျက်ရှိသောအကျန်းဖက်သမားစီရင်ဤဦးဆောင်ခြင်းလန်းကောင်စီတပ်ဖွဲ့များမှဆယ်နှစ်ဧပြီ2025နနက်အချိန်တွင်မရလန်းကာကွယ်ရေးတပ်ဖွဲ့အားလာအိုကျေးရွာအနီးတွင်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည် ကျန်းဖတ်သမားစီအင်းဤဦးဆောင်ချင်းလန်းကောင်စီတက်ဖွဲ့များသည်ထန်တလန်ဟာခါစကစကို မတိုက်တော့ပဲအဖွဲစည်းမပြိုကွဲရေးနေမြေချွဲ့တွင် အာနာတီနေရေးကိုသာဝီစာပေအဖြစ်ဆောင်ရွက်ရှိသည်ကိုတွေ့ရသည်ဧပြီလ13ရက်ချင်းချတာမူချန်းကိုလည်းရေးဆွဲပြီးပြီဖြစ်ပြီးညီလာခံခေါ်ယူက အတီးပြုတ်ဆောင်ရွက်သွားမယ်လို့ SNC ထုတ်ပြန်ချင်းချတာမူချန်းကိုလည်းရေးဆွဲပြီးပြီဖြစ်ပြီး မကြသောကာလအတွင်းညီလာခံခေါ်ယူကအတီးပြုဆောင်ရွက်သွားမယ်လို့သတင်းသိရသည်။ကြားကာလချင်းမျိုးသားအတိုင်းပင်ခံကောင်းစီ SNCC လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် SNCC ဧပြီလ13ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ကြားကာလချင်းမျိုးသားအတိုင်းပင်ခံကောင်းစီ SNCC ဟာအမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်းစီ ် NGCC နှင့်မြို့သားညီညွတ်ရေးအစိုးရ NGOG တို့ကနဦးဖွဲ့စည်းရာတွင်ပါဝင်ခဲ့သောပြည်내ကိုစားပြုအတိုင်းပင်ခံကောင်စီတစ်ခုဖြစ်သည့်အပြင်ဖက်ဒရယ်ပြည်ညင်အစိပ်ပိုင်းနှစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံအခန်း၈ပုံမှ50နှစ်အရချင်းပြည်အရေးကိစ္စအရရက်ကိုတာဝန်ယူဆောင်ရွက်သည့်ကောင်စီဖြစ်ပြီး2023ခုနှစ်ဒီဇင်ဘာလ30ရက်နေ့တွင်ဖွဲ့စည်းသောချင်းညီနောင်ဖြစ်သည် ဈာကာလချင်းမျိုးသားအတိုင်းပင်ခံကောင်းစီ SNCC ကိုပြန်လည်ပြုပြင်ဖွဲ့စည်းပြီးအစုအဖွဲ့ခုနှစ်ဖွဲ့နဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ရာချင်းချာတာမူကျန်းကိုလည်းရေးဆွဲခဲ့ပြီးမကြသောကာလအတွင်းညီလာခံခေါ်ယူက အတီးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်းနဲ့ချင်းညီနောင် Chin Brotherhood အဖွဲ့အနေနဲ့လည်းလက်ရှိမှာချင်းပြည်နယ်ကကျင်တွေးမတူပြီးမင်းတက်ကံပက်လက်ဖလန်းတို့ကိုတိမ့်ပိုက်ထားတဲ့အကြောင်းကိုလည်း ACNC ကထုတ်ပြန်ထားပါသည်ကို သိရပါသည်။ ချင်းပြည်တွင်းရှိလက်နက်ကင်အဖွဲ့များအနေနဲ့ဘုံရန်သူဖြစ်တဲ့စစ်အာဏာရှင်တိုက်ထုတ်ရာတွင်အငင်းပွားဖွယ်တမိုင်းကြောင်းနှင့်အမုန်းစကားများကိုရှောင်ကျဉ်ရန် အထူးတိုက်တွန်းလိုတယ်လို့လည်းအစင်းစီကပြဆိုပါတယ်။ဒါ့အပြင်စစ်အာဏာရှင်အဆုံးသက်ရေးနှင့် Federal Democracy တိဆောက်ရေးတိုက်ပွဲများအတွင်အသက်နှင့်ခန္ဓာပေးဆက်ခဲ့သည့်သူရဲကောင်းများအတွက်လည်းဝန်နေကြေကွဲစွာနှင့် လေးစားဥညွတ်အပ်တဲ့ကြောင့်နဲ့ယာရုအဆောင်အယောင်နဲ့ရပိုင်ခွင့်များကိုဆွန့်လွတ်ပြီးအခက်ခဲပေါင်းစုံကြမှယနေ့အချိန်ထိဆက်လက်ကြမ်းကြမ်းခံတော်လန်နေကြသောစီယာများစစ်အာဏာရှင်စနစ်အမြင့်ပြုတ်ရန်နီလန်းမျိုးစုံဖြင့်တိုက်ပွဲဝင်နေကြသော တော်လန်ပြည်သူများနှင့်ထောက်ပို့ပြည်သူများအလုံးကိုလည်းလေးစားဂုဏ်ပြုအပ်တယ်လို့လည်းထုတ်ပြန်ထားပါတီကိုသိရပါသည် က်ဆောင်ချင်းလူငယ်များနေရပြန်တိုက်ပွဲဝင်ကြရင်မီဇိုရန်အထက်လွတ်တော်အမတ်တိုက်တွန်းအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်အတွင်းစစ်ပေးတိမ်းရှောင်နေကြသည့်ချင်းလူငယ်များအနေဖြင့်နေရပြန်ပြီးတိုက်ပွဲဝင်ကြရန်မီဇိုရန်ပြည်နယ်ထက်လွတ်တော်အမတ်ဖူဗန်လောဗန်နာကပြောသည်မီဇိုရန်ပြည်နယ်အိုင်ဇောမြို့ရှိ မီဇိုမျိုးသားတပ်ဦးပါတီ MNF ရုံးခန်းတွင်ဧပြီလ17ရက်နေ့ကကျင်းပပြုလုပ်သည့် ါတီအစည်းအဝေးတွင်လွှတ်တော်အမတ်ကထိုကဲ့သို့တိုက်တွန်းပြောဆိုသွားခြင်းကိုသိရပါသည်ချင်းပြည်နယ်ကငါတို့ပြည်နယ်ဖြစ်တယ်လို့ခံယူရဆိုရင်တော်လန်ရေးမှပါဝင်ပြီးစစ်ကောင်စီကိုတိုက်ခိုက်ဖို့နေရပြန်ဖို့လိုပါတယ်လိုအပ်တဲ့အကူအညီတွေကို ထောက်ပံ့ပေးဖို့ကျွန်တော်တို့အစဉ်အသင်းရှိပါတယ်ဟုမီဇိုရန်အထက်လွှတ်တော်အမတ်ကပြောခဲ့ပါသည် မီဇိုရန်ပြည်နယ်ထက်သုံးစားခန့်ကျယ်ဝန်းသောချင်းပြည်နယ်တွင်လူဦးရေ9သိန်းခန့်သာရှိပြီးစည်ရေးပရိပခများကြောင့်နေရဆွန်ခွာရှောင်တိန်နေကြရာကမီဇိုရန်ပြည်နယ်မြို့ကြီးများတွင်ချင်းလူငယ်များပြားကို တွေ့မြင်နေရသည်ဟုသိရပါသည်ဟုပြောဆိုပါသည်ထို့ကြောင့်မီဇိုရန်တွင်ရောက်ရှိနေကြသည့်ချင်းလူငယ်များအနေဖြင့်စစ်ကောင်စီကိုတိုက်ထုတ်ရန်နေရပြန်ပြီးတိုက်ပွဲဝင်ရန်လိုအပ်သည်ဟုပြောပါသည် 2020ခုနှစ်တွင်ဖြစ်ပွားခဲ့သောမြန်မာနိုင်ငံရဲ့အခြေအနေကြောင့်မီဇိုရန်ပြည်နယ်အတွင်းဝင်ရောက်လာသည့်စစ်ပေးရှောင်များကိုပြည်နယ်အစိုးရအနေဖြင့်တက်နိုင်သမျှပူးညီဆောင်ရှောက်ခဲ့ကြတော့လေအချိန်ကြာလာသည့်နှင့်အမျှဆက်လက်အကူအညီပေးရေးများတွင်အခက်အခဲရှိလာသည်ဟုလည်းပြောခဲ့ပြောပါသည်ယခုလက်ရှိမီဇိုရန်ပြည်နယ်တွင်မြမစစ်ဘေးရှောင်3000ကျော်နေထိုင်ကြသည်ဟုသိရပါသည် မီဇိုရန်ပြည်နယ်အထက်လွှတ်တော်မက်ဖိုဗန်ဂေါဗနာသည်ပြီးခဲ့သည့်ဖေဖော်ဝါရီလ28ရက်နေ့ကအကြမ်းဖက်သမား CNF ဗဟိုဌာနချုပ်ချင်းလောင်မြို့ကိုတွားရောက်ပြီးချင်းပြည်ကောင်စီချင်းပြည်အစိုးရအကြမ်းဖက်သမား CNF တို့နှင့်တွေ့ဆုံရွေးဆွေးမှုပြုလုပ်ခဲ့ပါသည်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်